မင်္ဂလာပါဒီနေ့ဖတ်ပြပေးမယ်စာစုလေးကတော့ရဝင်းဝင်းအင်းမရေးသားထားတဲ့ဘဝမှာမိတ်ဆွေဘယ်နှယောက်လိုတလဲဆိုတဲ့စာစုလေးပဲဖြစ်ပါတယ်ခံစားနားဆင်ပေးကြပါဦးတခါတုန်းကဓမ္မိလဒောဝရိကာဆိုတဲ့တကားတယောက်ရှိခဲ့ဘူးပါတယ်သူရဲ့ နေ့စဉ်အလုတ်ကမနက်စောစောထပြီးငါးတော်တော်ဖန်းနဲ့တန်ကားတဲ့အလုတ်ပါရလာတဲ့ငါးတွေကို ရောင်းလဲရောင်းအိမ်အတွက်လဲဟင်းစားအဖြစ်ချက်ပြုတ်စားတော့ပါတယ်နှစ်ပေါင်း60လုံးလုံးငါးဖန်းနဲ့အလုတ်ကိုပဲလုတ်ခဲပါတယ်အသက်အရွယ်ရလာတော့ငါမဖမ်းနိုင်တော့ပဲအိယာကရင်ပေါ်မှာပဲလဲနေခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ထတော့မထနိုင်တော့ပါဘူး။ဒါပေမဲ့ ဓမ္မိလဒောဝရီကာကိုမြစ်တာထားတဲ့ယဟန်တပါရှိခဲ့ပါတယ်။မထေနမေကတော့စူလပိတ္တပါတိကတိတ်တမထေလို့ခေါ်ပါတယ်။မထေကဒီတကားကြီးငါမျက်စိရှိမှာတော့မပြက်စည်းတင်ဘူးဆိုပြီးဓမ္မိလတကားကြီးရဲ့အိမ်ရှိကိုသွားရက်ပါတယ်။ဒီတော့ဇနီးလုတဲ့သူက သူ့ဤချစ်လင်ကိုစူလပိတ္တပါတိကတိတ်တမထေကြွလာတယ်လို့သွားပြောပါတယ်။ ဒံမီလာကငါအနည်း90လုံးလုံးမထေစီကို တခါမှမသွားခဲ့ဘူးဘူးငါဂျေစုဘာရှိလို့မထေကငါစီကိုလာတာလဲကတော့စွန်းလို့သာပြောလိုက်ပါကွာလို့ဇနီးတယ်ကို ပြန်ပြောခိုင်းလိုက်ပါတယ်ဒါမီလာကကတော့စွန်းလို့ဆိုပေမဲ့လေစူလပိတ်တပါဏိကတိတ်တမထေကတော့မူလရည်ရွယ်ချက်ကို အပြတ်မခံမဲတကာမှာ ။ဒကာကြီးရဲ့ခန္ဓာကိုယ်နေရတဲ့အနေအထားကဘလို့ရှိသလဲလို့စပြီးမေးလိုက်ပါတယ်။ဇနီးလို့သူက အရှင်ဖေယားခန္ဓာကိုယ်အတော်အားနည်းနေပါတယ်လို့ပြန်လျှောက်ပါတယ်။ဒီတော့စူလပိတ္တပါတိကတိတ်တမထေလေဓမ္မီလာအပေါ်မြစ်တာထားတဲ့စိတ်ကိုရင်းနေထားပြီးအိမ်ထဲကိုဝင်လိုက်ပါတယ်။ပြီးတော့ဓမ္မီလာအနာကိုသွားပြီးငါးပါးသီလယူနိုင်မလားလို့စမေးလိုက်ပါတယ်။ ဒါမီလာကလည်းယူပါမယ်ဆိုပြီးပြန်လျှောက်ပါတယ်။မထေကငါးပါးသီလကိုစတင်ပေးပါတယ်။တရဏံဂုံသုံးပါးအထီတော့အတန်ရဲ့ရဲ့လေးနဲ့ဆိုနိုင်ပါသေးတယ်။ဒါပေမဲ့ပါဏာတိပါတာစဆူလိုက်တဲ့အခါမှာတော့ရှာကအောက်ကိုတွဲကြသွားပါတယ်။ဆက်မဆူနိုင်တော့ပါဘူး။နောက်ဓမ္မိလလည်းအသက်ပါတခါတည်းထွက်သွားပါတော့တယ်။သေလွန်တော့ စတုမဟာရာဇာနတ်ပြည်မှာသွားဖြည့်ရပါတယ်။နတ်သားဖြစ်လာတဲ့ဓမ္မိလလည်းငါဘာကြောင့်များနတ်ပြည်မှာဖြစ်ရတာလဲလို့စဉ်းစားဆင်ခြင်လိုက်တဲ့အခါမှာ မထေမြတ်ကြီးရဲ့ကျေးဇူးကြောင့်ဆိုတာသိလိုက်ရပါတယ်။ဒါနဲ့မထေရှိရာကိုချက်ချင်းပဲသွားပါတယ်။မထေစီရောက်တော့အရှင်ဖေယားဓမ္မိလဒောဝရိကပါဖေယား။အခုစတုမဟာရိနတ်ပြည်မှာ ဖြစ်နေပါတယ်ဖေယား။ တကယ်လို့သာ အရှင်ဖုရားက၅ပါးသီလကိုဆုံးအောင်နာပေးခဲ့ရင်တပည့်တော်တာဝရိဏနတ်ပြည်မှာဖြစ်နေရမှာဖရားလို့လျှောက်ပါတယ်ထိုအခါမထေကအော်နတ်သားရဲ့သင်က၅ပါးသီလဆုံးအောင်မှမယူနိုင်တော့တာပဲလို့ပြန်မိတ်လိုက်ပါတယ်နတ်သားဖြစ်သွားတဲ့ဓမ္မိလဒေါဝရိကကလည်းမထေကို ရိုးရိုးသေးသေးရှိခိုးပြီးစတုမဟာရိနတ်ပြည်ကို ပြန်သွားပါတော့တယ် မထေမြတ်ရဲ့လက်တပြက်အပြူအမူကဓမီလာတကာကြီးအတွက်လက်တပြက်အကျိုးရှိသွားခဲ့တာပါတသက်လုံးအကုသို့လှုပ်ခဲ့တဲ့လူတယောက် အသက်ထွက်ခန်းဒီမှာဝိပဿနာတရားဟောပြလို့ဘလို့မှမဖြစ်နိုင်တော့သလိုဒါနကောင်းမှုတစ်ခုပြုဖို့တိုက်တွန်းဖို့ဟာလည်းဘလို့မှမဖြစ်နိုင်တော့တဲ့အနေအထားပါဒါကြောင့်အသက်ထွက်ခန်းဒီလူတယောက်ခံယူလို့ရနိုင်တဲ့ကျင့်စဉ်လေးကိုပဲပေးခဲ့လိုက်တာပါ။ဒါတော့ ငါးပါးတီလာကိုစုံတဲ့အထိယူမသွားနိုင်တော့ပါဘူးဇူလာပိတ္တပါတိကတိတ်တမထေရောက်မလာခဲ့ပဲဒီအတိုင်းအသက်ထွက်သွားခဲ့ရင်တော့နောင်ဘဝကမတွေးဝင်စရာပါပဲဘရင်စီမှာအနှစ်90လုံးလုံးရာဇဝတ်သားတွေကိုတပ်ပီးခဲ့ရတဲ့တန်ဘဒါထီကအာနာဘကွက်သားတကားကြီးကြတော့အရှင်သာလိပုတ္တရာကဂါနနို့စွန်လူနိုင်အောင်စီစဉ်ပေးုံတင်မကပဲတရားကို တင်္ခါရူပိခညာအထိရောက်အောင်လေအေးအေးဆေးဆေးတေချာဟောပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်တေလွန်တဲ့အခါသူတိတာနှက်ပြီးမှဖြစ်ခဲ့ရတာပါ။တယောက်ကငါးရီကိုတသက်လုံးတက်ခဲ့တယ်။တယောက်ကဘရင်အတွက်ရာဇဝတ်သားတွေကိုတသက်လုံးတက်ပေးခဲ့ရတယ်။ကုညီဖေးမပေးမယ်။မိကောင်းဆွေကောင်းယဟန်နှပါကတော့ဟောတဲ့တရားမတူပေမဲ့နောက်ဆုံးအချိန်မှာ အကောင်းဆုံးကူညီပေးသွားခဲ့တာပါ။ ပါရမီပါခဲ့တဲ့သူအချို့ကကြတော့တရားနာရင် သောတာပန်တရာဂန်စတာတွေဖြစ်သွားခဲ့ပါတယ်။အထက်ကနှစ်ယောက်ကတော့တရားထူးရောက်လောက်အောင် ပါရမီတွေက ပါခဲ့ဟန်မတူပါဘူး။ဒါပေမဲ့ဒုက္ကဋိဘဝကိုမကြောက်တော့ပဲသူတို့အတွက်တော့ကံကောင်းစရာ မိတ်ဆွေကောင်းတွေ့လိုက်ခြင်းပါပဲ။တန်နရာကူးမြောက်ဖို့အတွက်ဘဝမှာမိတ်ဆွေကောင်းတွေလည်းမဖြစ်မနေလိုအပ်ပါတယ်။ တခုတော့ရှိပါတယ်။နိဗ္ဗာန်ရဖို့အတွက်ဝိပဿနာရှုနည်းတွေဖြစ်ခိုက်ယုံနံရှုပုံတွေစိတ်ကိုရှုပုံတွေပညာပရမတ်ခွဲပုံတွေဂုံတော်မေတ္တာပွားပုံတွေသီလစောင့်တည်ပုံဒါနစောင့်တည်ပုံတွေပြောပြပေးမယ်။လောကုတ္တရာမိတ်ဆွေတော်ရှိပါရဲ့။လောကီလူမှုနယ်ပယ်မှာဘဝဖြတ်သန်းမှုကိုကူညီမယ်မိ쇠ကောင်းမရှိပြန်ရင်လေဘဝကိုပင်ပင်ပန်းပန်းနဲ့ဖြတ်သန်းရမှာပါ ဘဝကိုပင်ပင်ပန်းပန်းနဲ့ဖြတ်တန်းနေရရင်ဘဝကပျော်နိုင်မှာမဟုတ်ပါဘူးအလုတ်အကိုင်းအစင်မပြေရင်တရားကိုလည်းကောင်းကောင်းလုပ်နိုင်တော့မှာမဟုတ်ပါဘူးလောကထဲမှာရှိနေတဲ့အတွက်လောကီမိတ်ဆွေတွေလည်းတဘာဝတစ်ခုအနေနဲ့လိုအပ်နေပြန်ပါတယ်တချို့များမိ쇠ကောင်းနဲ့တွေ့ပြီးအလုလုဖို့ငွေအေးအင်းထုတ်ပေးရုံမကား လုပ်ငန်းတဘာဝကိုလည်းတွင်တင်ပေးလို့ကြီးပွားချမ်းသာသွားတဲ့သူတွေအများကြီးရှိပါတယ်။တကယ်လောကီမိတ်ဆွေကောင်းနဲ့တွေ့လိုက်ရင်တသက်လုံးချမ်းသာသွားတော့တာပါ။ဒါပေမဲ့လောကီမိတ်ဆွေကောင်းတွေ့လို့ဘဝမှာတော့ချမ်းသာပါရဲ့။တဏျာကူးမြောက်ဖို့လောကုတ္တရာမိတ်ဆွေကောင်းမရှိပြန်ရင်လေတဏျာကအရှိကြီးရှိနေရအောင်မှာပါဒီကြားတဲ့အစင်မပြေမှုလောကရန်ဆိုးတွေလည်းကြုံလာနိုင်ပါတယ် ဒါဆို လူလေးမျိုးထွက်လာပါလိမ့်မယ်၁လောကုတ္တရာမိတ်ဆွေရှိတယ်လောကီမိတ်ဆွေမရှိဘူး၂လောကီမိတ်ဆွေရှိတယ်လောကုတ္တရာမိတ်ဆွေမရှိဘူး၃လောကုတ္တရာမိတ်ဆွေရော လောကီမိတ်ဆွေရောမရှိဘူး၄လောကုတ္တရာမိတ်ဆွေရောလောကီမိတ်ဆွေရော ရှိတယ်လူလေးမျိုးထဲမှာကိုကဘယ်ထဲပါနေလဲဆိုတာပြန်သုံးသပ်ရမှာပါဒီတော့ဘဝမှာ လောကုတ္တရာမိတ်ဆွေကောလောကီမိတ်ဆွေကောမဖြစ်မနေလိုအပ်နေတော့တာပါတခုတော့ရှိပါတယ်ဘဝကိုလောကီနယ်ပယ်မှာ လက်တွေ့ဖြတ်တန်းနေရတာဆိုတော့လောကီမိတ်ဆွေကို အရင်ရှာတတ်ကြတာတဘာဝတစ်ခုပါပဲလောလောဆယ်စာဝတ်နေရေးကို ဖြည့်ရှင်းနေရတာဆိုတော့လောကုတ္တရာကိစ္စကိုခဏမိထားရတဲ့သဘောပါ ဒီတော့လက်တွေ့ဖြတ်တန်းနေရတဲ့လောကီနယ်ပယ်တွေကလောကီမိတ်ဆွေတွေကို အရင်ရှာရတော့တာပါဒီနေရာမှာမြတ်စွာဘုရားကမိတ်ဆွေဖွဲထိုက်တဲ့သူရဲ့အင်္ဂါခုနှစ်ပါးကို အင်္ဂုတ်ဒရမှာဟောပြထားပါတယ်၁ပေးနိုင်ခဲ့တဲ့ပစ္စည်းကို ပေးတတ်ခြင်း၂ပြုပေးနိုင်ခဲ့တဲ့အမှုကို ပြုပေးတတ်ခြင်း၃တိခံနိုင်ခဲ့လာတဲ့အရာများကိုတိခံပေးတတ်ခြင်း၄ ူ့ရဲ့လျှို့ဝှက်ချက်ကို ကိုကိုပြောပြတတ်ခြင်း၅ကိုရဲ့လျှို့ဝှက်ချက်ကိုလျှို့ဝှက်ပေးထားတတ်ခြင်း၆ဘေးရန်ရှိလာတဲ့အခါစွန့်မထားတတ်ခြင်း၇ပြည်စည်းဥစ္စာတွေ ကုန်ခန်းသွားတဲ့အခါဆင်းရဲသွားတဲ့အခါအထင်မသေးတတ်ခြင်းမြတ်စွာဘုရားရှင်ကဒီအင်္ဂါခုနှစ်ပါးနဲ့ညီတဲ့သူကို မိတ်ဆွေဖွဲ့ထိုက်တယ်လို့ဟောပြထားပါတယ်ဘဝခရီးအတွက် မိတ်ဆွေဖွဲ့တော်မယ်ဆိုရင်အထက်ကအင်္ဂါခုနှစ်ချက်နဲ့ချိန်ဆပြီးတော့ဖွဲ့ရပါမယ်။တကယ်မိတ်ဆွေကောင်းဟာညီအကိုမောင်နှမသွေးရင်းကတောင်ပေးနိုင်ခဲ့တဲ့ပစ္စည်းကိုပေးတတ်ကြသလိုတချို့သူတွေတွေးတော်မတွေးရတဲ့အလုပ်ကိစ္စတွေကိုလည်းပြုလုပ်ပေးတတ်ပါတယ်။ကိုကဘာတွေပဲသူ့အပေါ်ပြောလိုက်ပြောလိုက်ဘာတွေပဲပြုမှုလိုက်ပြုမှုလိုက်ပြုံးပြုံးကြီးနဲ့တိခန့်နေတတ်ပါတယ်။ သူ့ရဲ့လေးဝက်ချက်ကို ကိုကိုပြောပြတတ်တယ်လို့ကိုရဲ့လျှဝက်ချက်ကိုလည်းဘသူကမှမပြောပဲလျှဝက်ပေးထားတတ်ပါတယ်။ဘေးရန်ကြုံလာတဲ့အခါစွန့်ခွာမသွားတတ်တယ်လို့ပစ္စည်းဥစ္စာတွေကုန်ခန်းသွားတဲ့အခါဆင်းရဲသွားတဲ့အခါတွေမှာလည်းကိုကို အထင်မသေးတတ်ပါဘူး။အဲ့ဒါလိုမိษွေမျိုးနဲ့မိษွေဖြစ်ခွင့်ရတဲ့အခါဘလို့အကြောင်းကြောင်းနဲ့မှကြွားဝေးမသွားတတ်ပါဘူး။ သူဟာကို့အနာမှာ အမြဲရှိနေရမှာဖြစ်တယ်လို့ကိုဟာလည်းသူ့အနာမှာ အမြဲရှိနေရမှာပါတော်တော်များများကပတ်စံရှိသုံးချမ်းသာတုံးအောင်မြင်နှုံးတာခင်မင်ကြတာပါ စင်ရဲသွားတဲ့အခါကြရှုံးသွားတဲ့အခါလမ်းမတွေ့ရင်တော့ခေါ်ဖို့နေနေသာသာရှောင်သွားတော့တာပါပဲဒါကတကယ်လက်တွေတွေပါပဲ တကယ်မိတ်ဆွေအစ်စ်ကတော့ကိုဘယ်ဘဝဘယ်အချိန်နေပဲရောက်နေရောက်နေကို့အနာကနေခွာမသွားပါဘူးတခါတလေကြတော့လေကိုတကယ်ဒုက္ခရောက်တော့မှပဲမိတ်ဆွေတူနဲ့မိတ်ဆွေစစ်ကိုခွဲတီးရတော့တာပါတခုတော့ရှိပါတယ်ကိုရဲ့မိတ်ဆွေကအင်္ဂါခုနှစ်ချက်နဲ့ညီတယ်ပြုံ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 နဲ့ကို့ကိုအမြဲဆက်ဆံနေပေမယ်ကိုကတော့ပြုံးတလဲမဲတလဲခေါ်တလဲမခေါ်တလဲဆိုရင်တော့အဆင်မပြေပါဘူး ကိုကိုတိုင်းကလည်းမိတ်ဆွေအင်္ဂါခုနှစ်ချက်နဲ့ညီအောင်ပြန်လည်ပြုမှုဆက်ဆံနိုင်ရပါမယ်။သူကလည်းကိုကို မိတ်ဆွေအင်္ဂါခုနှစ်ချက်နဲ့ဆက်ဆံနေ။ကိုကလည်းသူ့ကို မိတ်ဆွေအင်္ဂါခုနှစ်ချက်နဲ့ဆက်ဆံနေမယ်ဆိုရင်ဘဝဖြတ်သန်းမှုကပျော်စရာကြီးပါ။ကိုကိုတိုင်းမိတ်ဆွေကောင်းဖြစ်အောင် အရင်တိဆောက်ယူရင်ကိုကိုကိုလည်းတိဆောက်ပြီးသားဖြစ်တယ်လို့မိတ်ဆွေကောင်းနေလေကိုစီကိုရောက်လာတော့မှာပါ ဘာဖြစ်လို့လဲဆိုတော့လူတိုင်းကမိတ်ဆွေကောင်းအင်္ဂါရှိတဲ့သူကိုပဲမိတ်ဆွေဖြစ်ချင်ကြလို့ပါဒီဘဝချစ်ချစ်ခင်ခင်ဆက်ဆံသွားရင်တန်တရာအဆက်ဆက်နိဗ္ဗာန်ရတဲ့အထိပါရမီဖြည့်ဖက်မိတ်ဆွေတွေအဖြစ် ရေဆက်ဆုံးသွားပါလိမ့်မယ်ဥပမာမြတ်စွာဘုရားနဲ့အရှင်အာနန္ဒာအရှင်သာလိပုတ္တရာနဲ့အရှင်မဟာမောဂလံမြတ်စွာဘုရားနဲ့ရတော်တရာအရှင်မဟာကတ္တပနဲ့ ဗတ္တကာပိလာနီတို့လိုပုံစံမျိုးအထိပြောင်းလဲသွားနိုင်ပါတယ်။မိတ်ဆွေကောင်းရှာတာနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာတခုက အရင်ကမတွေ့ဘူးမမြင်ဘူးပေမဲ့အတိတ်ဘဝတွေကချစ်ခင်ခဲ့တဲ့စိတ်တွေကြောင့်လဲမြင်လိုက်တာနဲ့အကျွမ်းတဝင်ချစ်ခင်တဲ့စိတ်ဖြစ်သွားသလိုမြတ်စွာဘုရားရှင်ကတာကိတဇတ်မှာဟောပြထားပါတယ်။ဒါတွေကတော့တွေ့ဘူးကြမှာပါ။ မြင်လိုက်တာနဲ့ချစ်ခင်စိတ်တွေဖြစ်ပြီးတတ်တလုံးမိတ်ဆွေကောင်းတွေဖြစ်သွားကြတာပါဒါတွေကိုထောက်ပြီးဘဝအဆက်ဆက်ကချစ်ခင်ခဲ့တဲ့မေတ္တာဓာတ်တွေကြောင့်လေတန်ရာကမိတ်ဆွေကောင်းတွေကိုဒီဘဝမှာ ပြန်တွေ့ရတတ်ပါတယ်ဒီလိုတန်ရာကချစ်ခဲ့ရတဲ့သူတွေဆိုရင်တော့နောက်ဘဝအဆက်ဆက်လေပြန်တွေ့ကြရအောင်ပါ ဘဝတွေပြန်လည်ဆုံတွေ့ကြရင်းနဲ့ပါရမီတွေအတူတူဖြည့်ဖြည့်ကြတော့မှာပါ။ဒါဆိုဘဝမှာတဏှာကူးမြောက်ဖို့အတွက်ဖေးမလန်းညွန်ပေးမယ်။မိတ်ဆွေရော လောကီလူမှုနယ်ပယ်မှာလွယ်လွယ်ကူကူချမ်းချမ်းသာသာဖြတ်သန်းနိုင်ဖို့အတွက်ကုညီပံ့ပိုးပေးမယ်မိတ်ဆွေရောမိတ်ဆွေနဲ့ရောက်လိုအပ်နေပါတယ်။အစင်မြင့်မြင့်ပြောရရင်တော့လောကုတ္တရာမိတ်ဆွေရော လောကီမိတ်ဆွေရော လိုအပ်ပါတယ်ဘဝဖြတ်သန်းမှုမှာ လောကုတ္တရာမိတ်ဆွေရောလောကီမိတ်ဆွေရော ဟန်ချက်ညီညီတွဲပါလာနိုင်မှသာဘဝကအစဉ်ပြေပြေဖြစ်မှာပါတဖက်ဖက်က အားနေနေရင် ဟန်ချက်ပြက်နေရင်ဘဝမှာအိန္ဒြေမရဖြစ်တတ်ပါတယ်ဒီတော့လောကုတ္တရာမိတ်ဆွေရောလောကီမိတ်ဆွေရော မဖြစ်မနေ ရှာရတော့မှာပါ လောကီမိတ်ဆွေကောင်းကိုရပြီဘဝတစ်ခုလုံးပြောင်းလဲသွားတာတွေလောကုတ္တရာမိတ်ဆွေကောင်းကိုရပြီဘဝတစ်ခုလုံးပြောင်းလဲသွားတာတွေလက်တွေ့မျက်မြင်လောကမှာတွေ့တွေ့နေရတာဆိုတော့မိတ်ဆွေတွေထဲကပဲမိတ်ဆွေနှစ်ယောက်ကိုရှာရမှာပါတချို့အမျိုးသမီးတွေဆိုအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတေချင်လောက်အောင်တောကအပူမီးတောင်းလောင်နေတဲ့အချိန်မှာလောကုတ္တရာမိတ်ဆွေကောင်းကို တွေ့လိုက်ရလို့ တရားအလုတ်ကိုလှုပ်ရင်အင်းငိမ့်လာတဲ့ဘဝပိုင်ရှင်ဖြစ်သွားတယ်အမျိုးသမီးတွေလည်းအများကြီးပါပဲဒါတင်မကပါဘူးတန်တရာအတွက်ပါ အများကြီး အထောက်ကူဖြစ်သွားတော့တာပါနိုင်ငံသားမှဆိုရင်တော့ဒီလိုယောဂမျိုးကို စိတ်ယောဂအထူးကုဆရာဝန်တွေစီမှာပတ်စံတွေအများကြီးအကုန်ခံပြီးနှစ်နှစ်ကြီးကုရတော့တာပါ အပူတွေထဲက အခံရခတ်တဲ့အပူတစ်ခုပါပဲ ဒီတော့လောကုတ္တရာမိတ်ဆွေလည်းမဖြစ်မနေလိုအပ်တာပါသူကတော့မိတ်ဆွေအင်ကခုနှစ်ချက်နဲ့မညီဘူးဒါကြောင့်မဆက်ဆံဘူးဆိုပြီးအဲ့ဒါလိုလေပြစ်ပယ်ပြရမှာမဟုတ်ပါဘူးကိုတတ်မှတ်တဲ့အင်္ဂါခုနှစ်ချက်နဲ့မညီပေမဲ့လေအဆင့်တစ်ခုအနေနဲ့ထားပြီးကိုက သူ့ကို မိတ်ဆွေအင်္ဂါခုနှစ်ချက်နဲ့နေထိုင်ပြုမှုဆက်ဆံပြရမှာပါ အကျိုးရလက်ကတော့ကို့အတွက်ကုသိုလ်ဖြစ်သွားတော့တာပါပဲ တချို့ဆိုတယောက်တည်းကပဲလောကီမိတ်ဆွေကောလောကုတ္တရာမိတ်ဆွေကောနှစ်ဖက်ရဖြစ်နေတတ်ပါတယ်ဆိုလိုတာကတယောက်တည်းကပဲအစာလဲကြွေတရားလဲပေးတဲ့မိတ်ဆွေမျိုးပါအဲ့လိုမျိုးမိတ်ဆွေမျိုးရရင်တော့အတိုင်းထက်အလွန်ကံကောင်းတယ်လို့ပြောရတော့မှာပါ။ဘာပဲပြောပြောလေဘဝမှာလောကီမိတ်ဆွေရောလောကုတ္တရာမိတ်ဆွေရောမိတ်ဆွေနှစ်ယောက်လိုအပ်တယ်လို့ မိတ်ဆွေအင်္ဂါခုနှစ်ချက်ကိုလည်းနှလုံးသားနဲ့တတ်တက်လုံးကြက်ထားလိုက်ဖို့ပါပဲလေ